ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့မျိုးဦး family youtube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုန်းမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါရယ်ခင်ဗျာကျွန်တော်စာရေးဆရာဆရာဦးလာဝင်းလေးတရတူဘာသာပြန်ထားတဲ့ပါပီလွန်နဲ့ဘင်ကိုဆိုတဲ့ဘာသာပြန်ဝတ္ထုစာအုပ်ကိုအပိုင်း29နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာ အခန်း90မာလာကာဘူးဒီနေ့ကာလာကန်မြို့တော်သို့ကိစ္စတခုဖြင့်ခေတ္တသွားစဉ်ကျွန်တော်မိတ်ဆွေတဦးကပါရီမြို့တော်ကြီးမှစံပြမယ်ဟောင်းတဦးနှင့်မိတ်ဆက်ပေး၏ဤစံပြမယ်မှာဗင်နီဇွဲလားနိုင်ငံမာလာကာဘူးမြို့၌ဟိုတယ်ငယ်ကလေးတခုကိုဖွင့်ထားပြီးသူမကိုဟိုတယ်လုပ်ငန်း၌ကူအလုပ်လုပ်ပေးနိုင်မည်လူကိုအရှာထွက်လာခြင်းဖြစ်၏ဟိုတယ်မှာဖွင့်ပြစားဖြစ်၏ကျွန်တော်ကသူမဟိုတယ်၌ကူအလုပ်လုပ်ပေးရန်သဘောတူလက်ခံလိုက်၏ သူမ၏အမိမာရောရင်ဟုခေါ်၏မာလာကာဘိုမျိုးနှင့် ကာလာကန်မျိုးတော်မှာမိုင်600ရာဝေး၏ဤအလုတ်ကိုကျွန်တော်လက်ခံလိုက်ရခြင်း၏အခြားရည်ရွယ်ချက်တရက်မှာအာနာပိုင်များယံမပူဝေးရန်အတွက်ဖြစ်၏ကျွန်တော်တွေ့၍ကြောက်နေသည်မှာအာနာသိမ့်ပိုင်း၌ပါဝင်ခဲ့သူအလုံးကိုစနေတကြဆစ်ဆေးခြင်းပြုလုပ်ပြီးဒီနေ့ကျွန်တော်ထံများဦးလှည့်လာမည်ကိုဆို၏ကာလာကန်မျိုးတော်ကြီးမှပူဝေးလေဤယံမပူဝေးလေမဟုတ်ပါလား မိတ်ဆွေတယောက်ကမာလာဂါဘိုးမျိုးတို့အယောက်ကားဖြင့်လိုက်ပို့၏ဆလိနာကြီးကားစီးခဲ့ပြီးနောက်မာလာဂါဘိုးကံကြီးကို ပထမဆုံးစတွေ့၏ကံဟုသာခေါ်တော်လဲကံဟုမခေါ်ရိုက်ပါပင်လေခွင့်ငယ်တစ်ခုဟုပင်ခေါ်နိုင်၏ထိုကံမှာမိုင်ပေါင်းတရာခန့်ရှည်ပြီးမိုင်60ကျည်၏ပင်လေနှင့်လဲဆက်နေ၏ပင်လေနှင့်ဆက်နေသောရေလက်ကြမှာရှစ်မိုင်ခရီးရှိ၏မာလာဂါဘိုးမျိုးမှမြောက်ဘက်တွင်ရှိ၏ထို့ကြောင့်ရေလက်ကြ၏အနောက်ဘက်ကန်းတွင်တည်ရှိ၏ ယနေ့မှအနောက်ဘက်ကမ်းနဲ့အရှေ့ဘက်ကမ်းမှာတရာကြီးတစ်ခုဖြင့်ဆက်ထား၏ကျွန်တော်စာသွားသည့်အချိန်တုန်းကမူကာလာကတ်မြို့တော်ဘက်မှလာသော ကားများသည်တစ်ဖက်သို့ဖောင်ပြင်းကူးရ၏ဤရေကန်ကြီး၏ဘေးတစ်လျှောက်တွင်မျောမဆုံနိုင်သောတညီတည်းရှိသည့်မျောစင်များရှိ၏ဤမျောစင်များမှာရေနံလွင်များကိုအဝိမမြင်တွေ့နေရသည့်အသွင်သဏ္ဍာန်ဖြစ်၏ဤရေနံလွင်များတွင်ရွှေနှက်ဟုခေါ်သောရေနံလွင်များကိုနေရောညပါတူလျက်ရှိပါသည်ကျွန်တော်သည် မာလာကာဘိုးမြို့ဘက်သို့ ဖောင်ပြင်ကုနေစဉ်ဗီနီဇလားနိုင်ငံ၏အကြောင်းကိုတွင်းနေဤနိုင်ငံသည်အလွန်အံ့ဖွယ်ဖြစ်ယခုကျွန်တော်ရောက်နေသောနေရာမှာဗီနီဇလား၏မြောက်ဘက်အစွန်းပိုင်းတူ၍မကုန်နိုင်သောရေနံလွင်များနှင့်ပြည့်နေယခုဤနေရာမှမိုင်ပေါင်း1200ဝေးသည့်ဗီနီဇလားဂီရာနာဟုခေါ်သောဤနိုင်ငံသို့ကျွန်တော်စတင်အခြေချသောအပိုင်းတွင်မူစိန်ရွှေတန်နီဂယ်မဂနီအောက်ဆိုင်နှင့်ယူရေနီယံစသောအဖို့ဒံတပ်ထုမျိုးစုံနှင့်ပြည့်နေ၏ ဘုရားသခင်သည်အဘယ်ကြောင့်ဤနိုင်ငံတကူထဲတွင်ဤမြတဘာဝတေဟန်သာတာပစ္စည်းများကိုပေးသနာထားပါသည်။နော်မန်ဒီဟိုတယ်ဟုခေါ်သောရော်ရင်ပိုင်သည့်ဟိုတယ်မှာဝင်းချံကြီးတစ်ခုအတွင်းရှိအိမ်ကြီးတိမ်ပင်ဖြစ်၏။တစ်ချံလုံးပန်းပင်များနှင့်ပြည့်နေပြီးပန်းများမှလည်းပွင့်နေကြ၏။ဒါကျမဖို့တော့နန်းတော်ကြီးပဲ။ရော်ရင်က ကျွန်တော်ကို ဝမ်းမြောက်စွာ စီးကြွ၏။ရော်ရင်သည်ဤဟိုတယ်ကိုစားဖွင့်သည်မှာနှစ်လမြရှိသေး၏။ အခန်း၁၆ခန်းသာရှိအခန်းတိုင်းတွင်အိမ်သားရေချိုးခန်းတို့နှင့်တွဲထားပြီးတည်ရတန်ရှင်းမှုအပြည့်ရှိရော်ရင်ဤလက်ထောက်အပြည့်ကျွန်တော်ရောက်ပြီးနောက်တစ်နေ့တွင်ပင်အလုပ်ဝင်၏သူမ၏အသက်မှာ၄၀ခန့်ရှိလေပြီ မနက်၆နာရီတွင်အိယာမထ၏သူမဧည့်သည်များအတွက်မနက်စာပြင်ဆင်၏ကိုယ်တိုင်လည်းအလုပ်လုပ်၏သူများလုပ်သည့်များကိုလည်းလိဟင်းမှုမရှိအောင် လိုက်ကြည့်ကြ၏မျက်ရှင်သည့်ကိစ္စမှမိဖို့ကြောင့်အလုံများဆုံးသူမပါ၏ ကျွန်တော်ဒီသူမကိုကျွန်တော်အစွမ်းရှိသရွေ့အကူအညီပေး၏တကယ်တော့ရော်ရင်သည်သူမ၏အင်အားရှိသည့်များထက်မများသောအလုပ်ကိုမဖြစ်ဖြစ်အောင် လုပ်နေခြင်းဖြစ်၏သူမတွင်အဆင်ရှိသောဟိုတယ်မျိုးဖွင့်နိုင်သည့်ငွေအင်အားလည်းရှိရှာသူမဟုတ်ပါကျွန်တော်သိသည်သူမတွင်လေပင်ရောက်အောင်ပင်အကျွေးများနှင့်ပြည့်နေ၏ဒီနေ့သူမနှင့်မတိုင်ပင်ပဲဟိုတယ်နှင့်ပတ်သက်သည့်အလုပ်စာချုပ်တစ်ခုကိုကျွန်တော်သဘောနှင့်ကျွန်တော်ချုပ်ခဲ့၏ရေနံကုမ္ပဏီတစ်ခုနှင့်ဖြစ်၏သူမအလွန်ဝမ်းသာမိအလုပ်စာချုပ်ဖြစ်၏ ။ပါပီရှင်ကိုကျွန်မဆူရတော့မဟုတ်ဘူးနော်။ရှင်တညနေလုံးဘယ်သွားနေတာလဲ။ဟိုတယ်ပြန်ရောက်ရောက်ချင်းရော်ရင်ကကျွန်တော်ကိုမေ့၏။အပြင်းပြေလမ်းလျှောက်ထွက်တာလေ။အပြင်းပြေလမ်းလျှောက်ထွက်တယ်ဟုတ်လား။ရှင်မပြင်းပုံများအချင်းရသေးလို့လားပါပီရဲ့။ရတယ်လေ။ဘဝမှာဒီလိုနားရမှာပဲ။အကြံသေးညံသေးဆိုတာတွေ့ရတော့မှာပေါ့ရော်ရင်ရဲ့။ခင်ဗျားကအကြံသေးညံသေးတွေဟိုတယ်နဲ့ပတ်သက်ပြီးထုတ်ဖို့ဘာမှစိတ်မကူးတော့ဘူးလား။ စိတ်ကူးမှုလေးမအားပါဘူးပါပြီ။ကျမမှာအမှန်ပြောရရင်လက်ရှိချင်းတွေကိုဆက်ထင်းထားနိုင်ဖို့တောင်းတော်တော်ခက်နေတယ်။မပူနဲ့။ဒီနေ့ခင်ဗျားတွေ့နေတဲ့ပြဿနာအလုံးကကြော်နိုင်ဖို့အတွက်ကျွန်တော်သွားဆောင်ရွက်ပေးခဲ့ပြီးပြီ။ရော်ရင်မှာ အလွန်အံ့ဩသွား၏။ယုံရခက်မယုံရခက်လည်းဖြစ်နေပုံရ၏။ဘော်ရီပြောနေတာလေးပါပြီ။နောက်နေတာလားတကယ်လား။တကယ်ပေါ့။နားထောင်ကျွန်တော်ပြန်ပြောပြမယ်။ကျွန်တော်တို့ဒီဟိုတယ်ကိုလာကြတဲ့ဧည့်သည်တွေတော်တော်များများကကျွန်တော်ကိုပိုင်ရှင်လို့ထင်နေတယ် ်ခမ ्या ကိုပန်းရှင်းလို့မထင်ကြဘူး။အင်းဆိုပါအောင်။အဲ့ဒီလိုထင်တဲ့လူတွေထဲမှာရေနံကုမ္ပဏီကကနေဒါလူမျိုးတယောက်လည်းပါတယ်။သူကဒီဟိုတယ်ကိုတော်တော်သဘောကျနေတယ်။ဒီနေ့သူတွေ့ကျင်တဲ့ဆိုပြီးလှန့်ခေါ်လို့ကျွန်တော်ဒီညနေသွားတွေ့ပြီးခမ ्या ဝမ်းသာမဲ့အလုတ်လက်ခံတဲ့စာချုပ်ကြီးတစ်ခုချုပ်ခဲ့ပြီးပြီ။ပါလေပြောစမ်းပြောစမ်းကျွန်မသိရင်လာပြီ။သူကုမ္ပဏီကခမရဟိုတယ်ကိုတနစ်စာချုပ်နဲ့ငှားမယ်တဲ့ရော်ရင်ဒီထိုင်ယာမထားကုန်ပြီးကျွန်တော်ပါကိုဝမ်းမြောက်စွာနမ်းလိုက် နောက်တစ်နေ့တွင်ရော်ရင်းနှင့်လူမဲ့ရေနံကုမ္ပဏီမှအာနာပိုင်တို့ဟိုတယ်ငှားသည့်စာချုပ်ကိုချုပ်လိုက်၏တနစ်စာဟိုတယ်ကကို၄ရက်ခွဲ၍ပေးမည်ပထမတရက်စာငွေရသည်နှင့်ရော်ရင်းမှသူမ၏လေပင်ရောက်အောင်တင်ရှိနေသည့်အကြွေများကြည်လီပြီထိုညနေ၌အောင်မြင်မှုရသည့်အထိမ်းအမှတ်ဖြင့်ကျွန်တော်ရော်ရင်းနှင့်ရေနံကုမ္ပဏီမှကနေဒီယန်တို့ရန်ပင်အရက်ဒဗလင်ဖောက်၍တောက်ကြ၏ကျွန်တော်အလွန်ပြောနေ၏ထိုညအိပ်ရာတဲ့သို့ဝင်စဉ်ဂရင်ဘော်၌လက်အိပ်ရင်းကျွန်တော်စဉ်းစားကြည့်၏ ပါပြီရော်ရင်းဟာမင်းလောက်ကောင်းမကောင်းပါဘူးမင်းလောက်အရေးချင်းမရှိပါဘူးချမ်းသာဖို့ငွေရဖို့ဆိုတာမကောင်းတဲ့ဒုစရိုက်ကိုလုပ်ပြီးငွေရှာမှရနိုင်တာမဟုတ်ပါဘူးကောင်းရောင်ကောင်းပဲလုပ်ပြီးငွေရှာရင်လည်းရနိုင်တာပဲတော်ပြီမင်းပြင်သစ်ပြန်ကလေးစားချေဖို့အတွက်လိုတဲ့ငွေကိုဒုစရိုက်အလုံးနဲ့ရှာဖို့မကြိုးစားနဲ့တော့ကောင်းရောင်ကောင်းပဲလုပ်ပြီးရှာဖို့သာကြိုးစားတော့ဗီနီဇွဲလာနိုင်ငံဟာပြင်သစ်နိုင်ငံနဲ့မတူဘူး ရင်သစ်မှာလမ်းဘေးအလို့သမားတယောက်ချမ်းသာလာဖို့ဆိုတာကမဖြစ်နိုင်လောက်အောင်ခဲ့ရင်ပေမဲ့ဗီနီဇွဲလာမှာမခက်ဘူးဗီနီဇွဲလာမှာညံရှိရင်ကြိုးစားအလုပ်လုပ်ရင်ချမ်းသာလာနိုင်တဲ့လမ်းတွေနီးတွေအများကြီးရှိတယ်ကျွန်တော်ဘဝဤဥတီသွားနေသောလမ်းကိုပြန်ပြုပြင်ရန်အပြတ်ဆုံးဖြတ်လိုက်ကျွန်တော်ဒုစရိုက်နဲ့နွယ်နေသည့်လုပ်ငန်းများဖြင့်ငွေရှာတော့မည်မဟုတ်ပါကျွန်တော်စဉ်းစားကြည့်သည်ကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုစခြင်းလျင်ပထမဆုံးအရင်ဤအနေငယ်စုမိအောင်ကြံရမည် အရင်ဒီရလာပြီဆိုရင်လုပ်ငန်းတစ်ခုကိုစလုပ်ရန်ဗမာမခက်တော့ကျွန်တော်ဘယ်သူအရင်ဒီရအောင်ကြံရမည်နီဝင်ငွေကောင်းသောအလုပ်တစ်ခုခုကိုရအောင်ကြံရမည်ငွေစုရမည် မာလာကာဘိုးမျိုး၏စီးဝါးရေးအခြေအနေမှာအလွန်ကောင်းလာ၏တနေ့တခြားမျိုးအခြေအနေမှာကြီးထွားနေ၏ရေနံနှင့်နွယ်ပြီးအယောင်အဝယ်များမှာအလွန်ကောင်းနေ၏အလုပ်ပေါ်သည်လောက်ခများသည်လောက်ခများပြီးငွေသုံးနိုင်သူပေါ်သည်ဖြင့်ဤမျိုးတွင်အစာအသောက်အဝတ်အထည်အစားအစာအရာရာဈေးကြီး၏ ျွန်တော်သတိထားသုံးသပ်ကြည့်မိသည်ဒီနံထွက်ပြီးဒီနယ်တစ်ခုဖွင့်ပြိုးလာသည်ဟုဆိုလျင်စီးပွားရေးကဏ္ဍနှစ်ခုကိုဖြတ်တန်းသွားရ၏ပထမကဏ္ဍမှာရေနံတွင်တင်များရှာဖွေတွေ့ရှိပြီးဒီနယ်တစ်ခုလုံးစီးပွားရေးရုတ်တရက်ထောင်တက်လာသောကဏ္ဍဖြစ်၏ကမ္ဘာအနှံ့မှရေနံကုမ္ပဏီများအပြည့်လွှရောက်လာကြမည်သူတို့ရုံများဖွင့်ရန်အတွက်အဆောက်အအုံလိုမည်အိမ်သစ်လမ်းတွေကြီးများဆောက်ရမည်လျှက်စစ်စက်တွေကြီးများတည်ရမည်ထို့လျှက်စစ်အားဖြင့်ရေနံတွင်တင်များတူးမည် ရေနံပိုက်လိုက်များချမီဤအချိန်သည်ဤဒေတာဤပြည်နယ်အတွက်အကောင်းဆုံးအချိန်ဖြစ်၏အိမ်သစ်ကျောင်းသစ်ဆေးရုံသစ်များကိုဆောက်ကြသည်အလုံများအလွန်ပေါ်မီဒုတိယကန္တမှာအ ਨੇ ကြသောသောကန္တဖြစ်၏ရေနံတွင်များရေနံချက်ဆက်ယုံများသူနေရာနှင့်သူအခြေရရှိသွားပြီးလမ်းများအဆောက်အုံများလည်းဆောက်လုပ်ပြီးသွားပြီးထိုချိန်၌ရေနံတွင်များ၌လည်းလူပိုးမလိုတော့ပြီး သူအလောသမားနဲ့သူပြေးသွားပြီဤချိန်၌ဤရေသားမှထွက်သောတဘာဝတရားဇာတာများမှဤရေသားတို့တိုက်ရိုက်အကျိုးမပြုဤရေသားမှထွက်သည်များအခြားတိုင်းပြည်သို့ပို့ညီရောင်းညီရသည်များအမျက်စွန်းများရေနံလွင်ကုမ္ပဏီပိုင်ရှင်တထေးများအိတ်တို့ဝင်သွားကြတော့မည်ဖြစ်သည်ယခုကျွန်တော်မာလာကာဘူးမျိုးတို့ရောက်ချိန်မှာဒုတိယကန္တာတို့ကူပြောင်းဝင်ရောက်ချိန်ဖြစ်၏ပရမကန္တာကဲ့သို့ဒေသကန်တို့အတွက်အကောင်းဆုံးအချိန်မဟုတ်တော့သို့သောကျွန်တော်အတွက်ကံကောင်းသည်မှာရေနံကုမ္ပဏီများသည် ဗီရီယာတောင်တန်းဒေသတို့ရေနံရှာဖွေလုပ်ငန်းများတို့ချက်လုပ်ကံရန်ပြင်ဆင်ကြနေတို့နေဤတို့ချက်မှုကိုမလာကာဘိုးမြို့တွင်အခြေစား၍ပြုလုပ်မည်ဖြစ်ထို့ကြောင့်ကျွန်တော်တွင်ငွေရှာနိုင်သောလမ်းများအခွင့်သားနေသည်ကျွန်တော်သတင်းစာထဲတွင်ကြော်ညာတစ်ခုထည့်လိုက်ပြင်သစ်ထမင်းချက်အသက်42နှစ်ရေနံကုမ္ပဏီကြီးများတွင်အလုပ်လုပ်မည်အနည်းဆုံးလကဒေါ်လာ800ကျွန်တော်သည် Roaring E Hotel ၌အလုပ်လုပ်စဉ်ထမင်းချက်ထံမှဟင်းချက်ပြုံနည်းများကိုကြည့်၍တင်ထား၏ တတချင်းပင်ထိုကြောင့်ညာကိုသတင်းစာတဲ့ထည့်ပြီးကျွန်တော်ကံကိုစမ်းကြည့်တပတ်တွင်လိုက်ပင် Rismal Yinan Company ၌ဒေါ်လာ800ဖြင့်ကျွန်တော်အလုပ်ရသည်ကျွန်တော်အလုပ်ဝင်စားကကျွန်တော်ကိုကျွန်တော်ယုံကြည်မှုနည်းလာ၏မနည်းစရာလည်းမရှိကျွန်တော်မှာတကယ်တော့ထမင်းကျဲအလုပ်ကိုမတတ်တတ်ဖြစ်နေသည်မဟုတ်လားပြင်သစ်ချက်ပြုံနည်းများကိုကဘာတစ်ခုလုံးကအထင်ကြီးထို့ကြောင့်ပြင်သစ်လူမျိုးလည်းဖြစ်နေသောကျွန်တော်ကိုထမင်းကျဲများ၏ဦးစီးအဖြစ်ခန့်လိုက်၏ ကျွန်တော်သည်အခြားကုမ္ပဏီရှိထမင်းကြများရှိတွင်ဟန်လုပ်ရိတ်သားနေရသည်။ဗမာဟိုတယ်ပတ်တိတက်လာသည်မဟုတ်သောကျွန်တော်အယီချင်းကိုသူတို့ရိတ်မိသွားမည်ကိုအလွန်စိုးရွင်လာ၏။သို့သောရေစရာကောင်းလာပါသည်။အခြားလူမျိုးထမင်းကြများကလည်းကျွန်တော်ကဲ့သို့ပင်အချိန်အရထမင်းကြဝင်လုပ်နေသူများဖြစ်၏။သူတို့မတက်ဒီကိုကျွန်တော်ရိတ်မိသွားမည်ကျွန်တော်ချိန်မောင်းမည်ကိုတွေးပြီးလက်နေကြသည်ကိုနောက်အခါမှကျွန်တော်သိရ၏ကျွန်တော်တွင်ပြင်သစ် ထမင်းကျန်သည့်စာအုပ်ထူကြီးတစ်ခုရှိ၏ အချက်ပြုတ်ဝါသနာပါသောပြင်သစ်ပြည်သာမတယောက်ကလက်ဆောင်ပေးထားခြင်းဖြစ်ပြင်သစ်နိုင်ငံ၌နာမည်ကြီးသောချန်နီပြုံနီစာအုပ်ထူကြီးဖြစ်ကျွန်တော်သည်ထိုစာအုပ်ကိုဝတ်ထားပြီးထိုစာအုပ်မှပြင်သစ်ဟင်းနာမည်၃မျိုးကိုကူး၍ထမင်းစားကန်အဝတ်တွင်ယနေ့ကျွေးမွေးမည်ဟင်းများဟုနာမည်တပ်ပြီးကြောင်ညာတင်ပုံး၌ကတ်ထား၏ကျွန်တော်ကပို၍အထင်ကြီးလာကြ၏ ျွန်တော်ကကုမ္ပဏီရှိအာဏာပိုင်များအားကျွန်တော်ရသည့်လာကနှင့်ကျွန်တော်တက်သည့်ပညာမှာလိုက်ရောက်မှုမရှိကြောင်းကျွန်တော်ကိုလာကဒေါ်လာ1200အထိတိုးပေးတင်ကြောင်းပြော၏သူတို့ကကျွန်တော်တောင်းသည့်အထိလာကကိုတိုးမပေးတော့လဲ1000အထိတိုးပေးလိုက်ကြ၏ကုမ္ပဏီမှရာရှိကြီးများနှင့်လည်းကျွန်တော်တဖြည်းဖြည်းရင်းနှီးလာ၏အထူးရင်းနှီးလာခဲ့မိသောပုဂ္ဂိုလ်မှာဘူမိဗေဒအရာရှိချုပ်ဖြစ်၏ကျွန်တော်ကဤအရာရှိချုပ်အားဘီရီဂျာတောင်တန်းသို့သူရေနံရှာဖွေရန်သွားသည့်အခါကျွန်တော်ကိုပါခေါ်ရန်အတွက်ပြောထား၏ သူကခေါ်မြည်ဟုလဲဂရီပေးထား၏ဘီရီယာတောင်တန်းမှာမာလာဂါဘိုးရေကန်ဤတစ်ဖက်တွင်ရှိပြီးဗင်နီဇွဲလားနိုင်ငံနှင့်ကိုလံဘီယာနိုင်ငံနယ်နိမိတ်အဖြစ်ကန့်သက်ပေးထားသောတောင်တန်းများဖြစ်၏ဤတောင်တန်းသို့သွားရသည့်ခရီးမှာအလွန်ဘေးရန်များလှပါသည်ဤတောင်တန်းတွင်မိုဒီလွန်အမည်ရှိသောလူရိုင်းအမျိုးနွယ်တစ်မျိုးနေထိုင်၏ဤလူရိုင်းအနွယ်သည်မြေသည့်လူရိုင်းအနွယ်မှဆင်းသက်လာသည်ကိုယနေ့အထိမြေသူများမသိကြသေးပါ ူတို့ပြောသောစကားများသူတို့ကျင့်သုံးသောဒိဋ္ဌိထုံစံများမှအနိဗ္ဗာန်ခြင်းမှ မြည်သည့်လူရင်းအနယ်ဝင်နှင်းများမတူပါသူတို့သည်တဲရှည်ကြီးတစ်လုံးတွင်လူ90ခန့်စုပြုံ၍နေထိုင်၏မိမယောက်ျားကလေးအကုန်ရော၍နေထိုင်၏ဒိဋ္ဌိံမွေးမြူခြင်းလည်းမလိုသူတို့နှင့်အတူနေသည့်ဒိဋ္ဌိံမှာခွေးသားလင်းရှိ၏မော်ဒီလွင်လူရင်းတအုပ်ကိုဖမ်းမိ၍မြို့ပေါ်သို့ခေါ်လာပြီးကောင်းမွန်စွာပြုစုကျွေးမွေးထားလျင်လည်းသူတို့သည်ကောင်းစွာမနေရင်ကျေးအောင်လုပ်၍မရနောက်ဆုံးတွင် တို့လက်မှသွေးကြောများကိုတို့သွားဖြင့်ကြိုက်ဖြတ်ပြီးတက်သေးလိုက်ကြသည်ဟုဆို၏ကျွန်တော်ဤပီရိယာတောင်တန်းသို့ရေနံရှာဖွေသည့်အဖွဲတွင်လိုက်ပါလာခြင်းမှာရည်ရွယ်ချက်၃ရက်ကြောင့်ဖြစ်၏ပထမရည်ရွယ်ချက်မှာကျွန်တော်ကုမ္ပဏီအလုပ်စခန်း၌ထမင်းချက်လုပ်နေရသည့်အလုပ်ကိုလုံးဝမပြောမလွှဲသာ၍လကများများရ၍လုပ်နေရခြင်းဖြစ်၏ကျွန်တော်ဝါသနာပါတီမှာစွန့်စားသွားလာလုပ်ကံရသောအလုပ်ယခုလုပ်ရမည့်အလုပ်မှာတဲထိတ်ရင်ဘူအမြဲစွန့်စားနေရသောအလုပ်ဖြစ်၏ မော်ဒီလွင်လူရိုင်းများသည်သူတို့တောင်တန်းပေါ်သို့လူစိမ်းများလာသည်ကိုမကြဲအမြဲရန်ရှာ၏အစိတ်လူများပြင့်ပြည့်၏ကြိမ်သွားလျင်လူနှစ်ယောက်သုံးယောက်အမြဲတေချံခဲ့ကြသည်သာဖြစ်၏ဒုတိယရည်ရွယ်ချက်မှာကျွန်တော်လာကပူရခြင်းသည်ယခုစွန်စားသည့်အဖွဲနှင့်လိုက်သွားရမည်လာကမှာခမင်းချက်လာကထက်နှစ်ဆပူရမည်ဖြစ်သည် တတိယရည်ရွယ်ချက်မှာကျွန်တော်သည်လေ့လာခြင်းသည်တက်ခြင်းသည်ကျွန်တော်သည်အသက်အရွယ်လွယ်လွယ်ပြည့်ပြည့်အတတ်ပညာရတစ်ခုကိုအစအဆုံးမတင်နိုင်သည့်အဖြစ်ကိုသိတော်လဲအခွင့်သာသလောက်အတတ်ပညာများကိုသိခြင်းသည်တက်ခြင်းသည်ယခုကျွန်တော်လိုက်ပါသွားရမည့်အဖွဲသားများစုမှပညာရှင်များဖြစ်၏ကျွန်တော်တို့အဖွဲထံမှအတတ်ပညာကိုရနိုင်သမျှစီးပူးခြင်းသည် လေ့လာခြင်းသည် ောက်တစ်ခုပို့၍အစဉ်ပြေသည်မှာယခုလေလာရေးအဖွဲ့တွင်ကျွန်တော်သည်အစားတော့တာဝန်ခံဖြစ်တော်လဲစခန်းတွင်ပြုလုပ်သကဲ့သို့ကြိုးစားချက်ပြုတ်ခြင်းဘာမျှလုပ်စရာလုံးမရှိမဟုတ်ပေအသာဘူးဖောက်ပေးပေါင်မုံဖုတ်ပေးယုံလောက်လုပ်ပေးလျင်ပင်လုံလောက်လေပြီကျွန်တော်ဤမိတ်ဆွေကြီးဖြစ်သောဘူမိပေရအရာရှိချုပ်ဤအမိမာ creature ဆိုသူဖြစ်၏သူကယခုကျွန်တော်အလုပ်လုပ်နေသော Rismo ရေနံကုမ္ပဏီမှငှားထားခြင်းဖြစ်၏သူသည်သူပညာတွင်တစ်ဖက်ကန့်ခတ်အောင်တတ်၏သို့သောအခြားပညာရများ၌ဘာမျှမတတ် စိတ်မဝင်စားဥပမာလူသမိုင်းနဲ့ပတ်သက်၍မဟာအလက်ဇန္ဒားဘုရင်ကြီးသည်နပိုလီယံဘုရင်နောက်မှပေါ်သလားရှေ့ကပေါ်သလားကိုပင်သူမသိသို့သောရေနံကုမ္ပဏီကလိုချင်နေသောဘူမိဗေဒလေလာရေးတွေ့ရှိချက်သတင်းများကိုသူတိတိကျကျရှာပေးနိုင်ရင်သူအလုံမှပြည့်ပြည့်စုံနေပြီမဟုတ်လားကျွန်တော်သူနဲ့ဆက်ဆံပေါင်းသင်းရသည်မှာအလွန်အဆင်ပြေလာ၏။ဘာပြဿနာမှမရှိ။ပီရိယာတောင်တန်းသို့ရေနံရှာဖွေရေးခရီးမှာတစ်ကြိမ်သွားလျင်ရက်ပေါင်း20မှ25ရက်အထိကြာတတ်၏။ အဖွဲ့တစ်ဖွဲ့တွင်ဘူမိဗေဒအရာရှိချုပ်သူလက်ထဘူမိဗေဒအရာရှိ2ဦးအထံသမားနှင့်အခြားအကူ18ဦးပါ၏လက်ထဘူမိဗေဒအရာရှိ2ဦးမှ2ဦးအမည်မှာကလော့ဖြစ်ပြီးကျန်2ဦးအမည်မှာလက်လီဖြစ်၏ကလော့မှာလဝဲနိုင်ငံရေးသမား2ဦးဖြစ်၏အလုသမားများ၏အခွင့်အရေးအမြဲဂရုစိုက်၏သူကြောင့်ပင်ကျွန်တော်၏အချိန်ပိုလောက်ခများမှာအမြဲအပြည့်ဝရ၏ကျွန်တော်၏တာဝန်မှာဘူမိဗေဒအရာရှိ3ဦး၏ထမင်းချက်ဖြစ်၏ အခြားလူသမားများအတွက်ချက်ပြုတ်ပေးစရာမလိုသူတို့အတွက်ထမင်းချက်မှာတည်တံ့ပါ၏ကျွန်တော်တို့လေလာရေးခရီးမှာတောင်ကျေရောက်သည့်အထိထရကားများဖြင့်သွား၏နောက်လမ်းကျဉ်သွားသည့်ဖြင့်ဂျစ်ကားများဖြင့်သွား၏ဂျစ်ကားမသွားနိုင်သောလမ်းသို့ရောက်သောအခါ၌မြစ်ဘက်ရောက်သည့်အထိရှောက်၍ကျွန်တော်တို့သွား၏မြစ်ရောက်လျင်လင်ငယ်များဖြင့်ခရီးဆက်ရ၏ဘူမိဗေဒပညာရှင်များသည်သူတို့ရလိုသောကြောက်တုံးကြောက်ခဲများကိုမြစ်ကြောင်းတစ်လျှောက်ရှာဖွေကြ၏ မြစ်သည်ရေတိုက်စားခြင်းဖြင့်အပေါ်ယံမြေလွာကိုအစဉ်သင့်တူထားပေးသလိုရှိသောတဘာဝကြောက်တုံးများကိုနမစင်များတက်ပြီးတစ်တာဖြင့်ထဲ၍ယူဆောင်ခဲ့ကြ၏ဌာနချုပ်ရသောအခါ၌ထိုကြောက်တုံးများကိုအမျိုးအစားနှင့်တွေ့ရှိသောနေရာများကိုခမန့်တွက်ချက်ကြ၏လုံငန်းတစ်ခုလုံးမှာမော်ဒီလွင်လူရိုင်းများ၏ပြဿနာမရှိလျင်မြေသည်အခက်ခဲများမရှိပါမော်ဒီလွင်လူရိုင်းများအန်တရာကြောင့်လူမကြခဏတည်ရသည်ဖြင့်လူတွေများကိုစုဆောင်းရာတွင်ကုမ္ပဏီအနေဖြင့်အလွန်အခက်အခဲတွေ့ရ၏ ငွေများစွာအကုန်ခံရ၏ကျွန်တော်သည်ဤလေလာရေးခီးစဉ်တွင်အချိန်ချင်းလိုက်ပါသွားခဲ့၏အတွေ့အကြုံမျိုးမျိုးလည်းရခဲ့၏တချိန်တွင်ဘုံပြေရလက်ထောက်အရာရှိနှစ်ဦးမှတဦးဖြစ်သောလက်လီသည်အယ်လီဂေဟာဟုခေါ်သောမိချောင်းတစ်မျိုး၏ဦးများကိုမိချောင်းမှမရှိစဉ်တိတ်တဆိတ်တူဖော်ပြီးစကန်းရှိရာသို့ယူလာ၏သူစကန်းဝင်အတွင်သို့ဝင်မိသည်နှင့်မလမ်းမကမ်းမှမိချောင်းတစ်ကောင်သည်အလွန်ပြင်းသောအရှိန်ဟုန်ဖြင့်သူနောက်မှပြေးလိုက်လာသည်ကိုတွေ့ရ၏ မိเจ้าမှာဆေဘေခန့်ရှိမည်မိเจ้า၎င်းဤပြေနှုံဤမြမြန်ဒီကိုထိုအခါမှပင်ကျွန်တော်မြင်ဘူး၏လက်လီကမိเจ้าရံမှလွတ်အောင်တပင်များကိုပတ်၍ပြေး၏မိเจ้าကလည်းနောက်မှကပ်၍လိုက်၏မိလူမိခင် ကိုင်မိလူကိုင်မိခင်တွင်ဘူမိဗေဒအရာရှိချုပ်ခရီးချက်နှင့်သူလူများကတနတ်နှင့်လှမ်းပြစ်သည်ဖြင့်မိเจ้าကြည်သမန်ပြီးသေဆုံးသွား၏လက်လီသည်တည်တည်လေးမိเจ้าရံမှလွတ်သွားခြင်းဖြစ်၏ထိုညနေကျွန်တော်တို့ညစာစားနေစဉ်ဘူမိဗေဒအရာရှိချုပ်ခရီးချက်က ပြင်းတဲ့စကားဖြင့်ကျွန်တော်ကိုပြော၏။ပါပြီ။မင်းအသက်ဟာအသိမငယ်တော့ဘူးထင်တယ်။34နှစ်လောက်တော့ရှိနေပြီမဟုတ်လား။မကဘူးခင်ဗျာ။ဆရာဘာအတွက်မေးတာလဲ။ဘာမှမဟုတ်ပါဘူး။မင်းကိုကြည့်ရတာအသက်သာ30ကျော်ရှိနေတယ်။နေပုံပြုမှုပုံတွေကအသက်20ကျော်ရွယ်လိုပဲကွာ။ထူးဆန်းသလိုရှိမိနေလို့။ကျွန်တော်အသက်40နှစ်ရှိနေပြီခင်ဗျာ။ဒါပေမဲ့ဆရာမန္တာကိုပြောရရင်ဒီ40နှစ်ထဲမှာ14နှစ်ကကျွန်တော်ဘဝကိုတိတ္တာတကူတည်းထည့်သိမ်းထားသလိုပဲ။ ဘာမှအသုံးမချလိုက်ရဘူးဒါကြောင့်ကျွန်တော်အသက်ကအခု42နှစ်ဆိုပေမဲ့29နှစ်လိုပဲဖြစ်နေတယ်မင်းပြောလို့တဲ့အတိတ်ပဲကိုငါအသိနားမလဲဘူးနားလဲစရာလည်းမလိုပါဘူးဆရာရဲ့သူ့ဘဝကသူ့အကြောင်းနဲ့တူပါကျွန်တော် creature ကိုကျွန်တော်ဘဝအကြောင်းဘာမှပြန်ပြောခြင်းစိတ်မရှိပါမှန်သည်ကျွန်တော်ဘဝဤဆယ်လေးနှစ်အရွယ်မှာအခိုးကံအဆုံးရှုံးခံထားရသလိုရှိပြန်တွေးကြည့်ရင်အလွန်ရင်နာစရာပင်ကောင်းလာသည် ယနေ့အာယုန်တချိန်၌စကန်တွင်မှလူတယောက်၏အလွန်ဆူရှာသောအော်တန်ကြားရ၏အလုံသမားများထဲမှထမင်းချက်ကိုမိုဒီလွင်လူရိုင်းများ၏မြားတစ်ချောင်းကနိုင်ရုပ်ဘေးတစ်ဖက်တွင် စိုက်နေပြီးတစ်ချောင်းကတင်မတွင်စိုက်နေ၏ထို့လူကိုချက်ချင်းမာလာကာဘိုးမျိုးတို့ပြန်ပို့ရ၏သို့သောသွားရမည့်ခရီးမှလီရဒန်ဂျီဂါဒရန်ထရဂါဒရန်နှင့်ဖြစ်၍မာလာကာဘိုးမျိုးတို့ရောက်ချိန်၌အသက်ရှိမည်မရှိမည်မသိကြပါယခုတကောက်ကျွန်တော်တို့ရောက်နေသောနေရာမှာလူရိုင်းများနှင့်အလွန်နီးသောနေရာတွင်ဖြစ်နိုင်၏ လူတိုင်းသတိဝိရိယနဲ့သွာလာနေရည်လက်နေရည်ကျွန်တော်တို့ပပလည်း၌လူရိုင်းများရှိနေကြသည်ကိုအလုံးတွေ့ယူ၍ရည်ခက်ဒီမှာသူတို့ကိုရှာ၍လဲမတွေ့သူတို့တော်တွင်ရွေးရှားသွာလာကြပုံမှာဒိဋ္ဌံတကောင်ဤရွေးရှားသွာလာပုံနှင့်အလွန်တူ၏အလုံးသမားတိုင်းသည်ကြောက်ကြောက်ဖြင့်တနတ်ကိုဘယ်သူများလက်ကမချာလူရိုင်းများအတန်ကြပြီးလက်နေရန်အတွက်အကောင်မြင်တိုင်းမစင်မချင်းပြစ်ခတ်ကြ၏တတော်လုံးဆူးနေ၏ နောက်တစ်နေ့တွင်အချိန်နေပိုဆိုးလာ၏သွေးလမ်းမှုများပို၍များလာ၏အလုံးသမားအများစုကယခုတကောက်ခီးစဉ်ကိုရက်ပစ်ခြင်းလာပြီပါပြီလုံးငါတို့ဘွဲပြန်လှည့်ကြရင်ကောင်းမလားမသိဘူးလက်ထဘုံဗေရအရာရှိကလောကကျွန်တော်ကိုမေးလာ၏ဤသူမှာတတိအလွင်ရှိသူဖြစ်၏ဘာဖြစ်လို့လဲကရိချက်ကပြန်စီခြင်းမြည်တယ်လားမဟုတ်ဘူးလူရိုင်းအန်တွေကတဖြည်းဖြည်းပူဆိုးလာနေတယ်လို့ပဲကျွန်တော်သဘောကဆက်သွားမှနဲ့ပြန်လှည့်မှသိထုမယ်မထင်ဘူး သူတို့အန်ဒီရပေးမယ်ဆိုရင်အပြန်ခီးမှလည်းပေးနေတာပဲမဟုတ်လားဟုတ်တယ်ဒါပေမဲ့ငါ့စိတ်ထဲမှာခုတို့လူရင်းရွာတရွာနာကိုကတ်ရောက်နေကြတယ်လို့ထင်တယ်မင်းဟိုနားကကြောက်တုံးကိုတည်တည်ချာချာကြည့်တယောက်ယောက်ကလာပြီးချောနေအောင်ပွတ်တိုက်ထားပြီးလို့ချောနေတာခမည်းခရီးချက်ကိုဒီအကြောင်းပြောပြလိုက်ပါလားခရီးချက်မှာအမေရိကန်လူမျိုးဖြစ်နော်မန်ဒီတိုက်ပွဲတွင်ကပါဘူးသောစစ်ဗိုလ်ဟောင်းတွေဖြစ်ခေါင်းပါကြီးတတ်သည့်အလွန်ရှိယခုအချိန်တွင် လူရဲများအန်ဒီရဲ့အဘယ်များရှိနေသည်ကိုသူသိတော်လဲလုံးဝတုံ့လုပ်ပုံမပြနောက်ဆုံးအလုသမားဤဆန္ဒကိုမငင်နိုင်တော့သဖြင့်ခရီးချက်ကအစီဝေးခေါ်ရ၏လေလာမှုခရီးကိုပြီးဆုံးသည့်အထိဆက်လုပ်ရန်သူအလုသမားများကိုသွေးဆောင်၏မရာအလုံးကကြောက်နေ၏ထို့ကြောင့်ပင် နောက်ဆုံးသူစိတ်တူလာပြီးကဲပြန်ကျင်တဲ့ကောင်တွေအကုန်ပြန်ကျန်တဲ့လူနဲ့ပဲငါလေလာရေးဆက်လုပ်မယ်အလုသမားအကုန်ပြန်သွား၏ သူဤလက်ထဘူမိရအရာရှိနှစ်ယောက်နှင့်ကျွန်တော်သာကြံခဲ့၏ကျွန်တော်တို့ငါးရက်ဆက်၍လေလာရေးများကိုဆက်လုပ်၏ဘာအန်ရယ်များမတွေ့ရနောက်ဆုံးခရီးချက်ကိုတိုင်းမြေကမ်းပါတစ်ခု၌လူရင်တယောက်ဤကဘာစွန်းကိုကုတ်ထားသောလက်ချောင်းများကိုတွေ့လိုက်မိမှစခန်းပြန်ရန်သူဆုံးဖြတ်လိုက်၏လက်လီရေတို့မလာကာဘိုးကိုပြန်ကြဖို့အချိန်တိုင်းပြီထင်တယ်တို့မပြန်ရင်တို့ကလေလာရေးမလုပ်ရဘဲလူရင်းတွေကတို့ကိုပြန်ပြီးလေလာရေးလုပ်ကြတော့မယ်ခရီးချက်ကလက်လီကိုပြောလိုက်၏ ထရကဆောင်နေသောဘူရာအမည်ရှိရွာသို့ရောက်သည့်အထိကျွန်တော်တို့လေးယောက်ချောချောမောမောပင်ပြန်လာနိုင်ခဲ့ကြ၏ထိုရွာမှာအင်ဂျီ15လုံးမြောက်ရှိသောရွာငယ်လေးဖြစ်၏ထိုရွာသို့ရောက်သောအခါ၌ထရကမရှိပါမရောက်သေးသဖြင့်ကျွန်တော်တို့စောင့်နေကြရသည်၏ထိုသို့စောင့်နေစဉ်ထိုရွာသားလူရင်းသွေးတဝက်တစ်ပြက်ပါဟန်ရှိသောအယမုသမတအူကျွန်တော်အနိကလာပြီးခမည်းပြင်သည့်လူမျိုးမဟုတ်လားဟုတ်တယ် ခမပြင်သစ်ဖြစ်နေပြီးဒေသခံတွေရဲ့ဒလိထုံးစံတွေကိုဘာဖြစ်လို့ဒီလောက်ဂယုမဆိုင်ဖဲလုံနေရတာလဲဘာလို့မိလို့လဲဘာလို့ရမှာလဲခမတို့မော်ဒီလွင်လူရင်းတွေနေတဲ့ဒေသသွားပြီးဘူမိဗေဒလိလာရေးလောက်ကြတာလို့သာပြောတယ်လူတိုင်းတနတ်တဲသွားပြီးအမဲလိုက်ပွဲလောက်ကြတယ်လို့ပဲခမတို့ဒီလိုလုတ်တဲ့တွေသူတို့ဘယ်လောက်ထိခိုက်မှုရှိကုန်ကြတယ်သိလားကျွန်တော်ခေါင်းခါပြကြီးသူတို့ရဲ့ရိတ်ခါတော်လောင်ယုံတစ်ခုလုံးကိုပြည့်စည်အောင်လုပ်နေတယ်လို့ဖြစ်နေတယ် မော်ဒီလွန်လူရိုင်းတွေကသူတို့အုပ်စုစားဖို့အတွက်တရက်စာသားကောင်ကိုတရက်စာအတွက်ပဲပြစ်ပြီးစားတော့တယ်။နောက်ပြစ်တော့လဲမျှနဲ့ပြစ်တာအတန်မကြားရဘူး။အကောင်တွေလက်မပြေဘူး။အခုခင်ဗျားတို့ကပြစ်ချင်တယ်လို့ပြစ်နေတော့သားကောင်တွေကလန့်ပြီးအကုန်ထွက်ပြေကုန်တယ်။သူတို့တွေရိတ်ခါရှာရခက်ကုန်တယ်။ဒီလူပြောနေဒီမှာမှန်နေဒီကိုကျွန်တော်သိ။ဒါကြောင့်သူဆက်ပြောခြင်းအောင်အရက်အနှဲငယ်ထုတ်၍တိုက်လိုက်။မော်ဒီလွန်လူရိုင်းတွေကခင်ဗျားတို့ကိုမျှနဲ့ဗာပြုတ်လို့ပြစ်တယ်လေသိလား။ အဲ့ဒီလို ခမားတို့သူတို့ကိုဒုက္ခပေးနေလို့ဒါကိုကျွန်တော်တို့လုံးလုံးမသိဘူးကျွန်တော်ကဝန်ခံလိုက်နောက်ရှိသေးတယ်ခမားတို့မြစ်တိုင်းချောင်းတိုင်းလှိနေသွားကြတဲ့အခါကျင်းတဲ့နေရာရေတိမ်တဲ့နေရာမှာခမားတို့ဘာလုပ်ကြတယ်လဲလှိဘော်ကအလုံးစင်းပြီးလှိကိုဝမ်းတွင်းတင်သွားကြတယ်အဲ့ဒါကခမားတို့သူတို့ဝါရီအစ်တွေနဲ့ဆောက်ထားတဲ့ငါးလောင်ကန်တွေကိုဖျက်ဆီးပြတာခမားတို့ဒီလိုငါးလောင်ကန်မျိုးတွေ့ရင်အသေးချာဂယူးဆိုင်ပြီးမပြည့်စည်အောင်ကွန့်သွားကြပါလားသူတို့ခမားတို့ကိုဘယ်ဒုက္ခပေးတော့မလဲ နောက်တနေ့ကျွန်တော်တို့မာလာကာဘူးမြို့ပြန်ရောက်လာသောအခါ၌ကျွန်တော်ရေနံကုမ္ပဏီ၏မန်နေဂျာနှင့်တွေ့တွေ့၏ကျွန်တော်ကိုလေလာရေးအဖွဲ့ဤသွာလာရေးကြီးကြပ်သူအဖြစ်ခန့်လျင်လေလာရေးအဖွဲ့သားများအားမော်ဒီလွင်လူရိုင်းများရံမရှာအောင်တာဝန်ယူမည်ဟုပြော၏သူကကုမ္ပဏီ၏အကြီးဆုံးဘူမှုကေရအရာရှိနှင့်တိုင်ပင်ပြီးကျွန်တော်ကိုအစံခန့်ကြည့်ရန်သဘောတူလိုက်၏အမေရိကန်လူမျိုးများတွင်အန်အောစရာကောင်းသည်မှာကျွန်တော်အဘယ်သို့ကြီးကြပ်မည်ဟုသောမေးခွန်းကိုမမေ့ပါဘူး ကျွန်တော်တကယ်ကြည်ကြနိုင်သည်မကြည်ကြနိုင်သည်ဟုသောလက်တွေ့အောင်မြင်မှုကိုသာကြည်ပြီးသူဗာဆက်လောက်ရမည်ကိုဆုံးဖြတ်တတ်ကြခြင်းဖြစ်အတူယူစရာတစ်မျိုးပင်ဖြစ်ကျွန်တော်တာဝန်မှာတွာလာမှုကြည်ကြခြင်းတာဝန်နှင့်တွဲ၍ဘူမိဗေဒအရာရှိ၃ဦး၏ထမင်းချက်တာဝန်ကိုလည်းယူရမည်လာကကုန်မူချက်ချင်းတွမြင့်ပေးလိုက်ဤလေးလာရေးအဖွဲ့တွင်ရိုင်းဖယ်တနတ်နှစ်လက်နှင့်၆လုံးပြူတလက်သာကျွန်တော်ယူဝင့်ပေး၏၆လုံးပြူကိုကျွန်တော်ကန်ဆောင်ပြီး ြံရိုင်ဖယ်နှစ်လက်ကိုအခြားလူနှစ်ယောက်အားကင်ဆောင်စေ၍လုံးဝမပစ်ခတ်၍မဖြစ်သည့်အချိန်အခါမျိုးတွင်သာပစ်ခတ်ရန်အတွက်အသေးချာမှားထားလိုက်၏ချောင်းများ၌မူဒီလွင်လူရိုင်းများ၏9000ကျောင်းများကိုတွေ့သောအခါ၌လည်းအဖွဲသားအလုံးကိုကွင်းရှောင်သွားစေရန်သာမကလူရိုင်းများအတွက်အလွန်ရှာပါရိတ်ခါဖြစ်သည့်စာဘူးများနှင့်သူတို့အတွက်အသုံးချမိတူဒါစာသောကိရိယာများကိုလည်းမလန့်မကန့်တွင်ခြားပေးခဲ့ပါသည်ကျွန်တော်ခြားထားပေးသောပစ္စည်းများသည် အမြဲပြောက်ဆုံးနေသည်ကိုတွေ့ရ၏ လူရိုင်းများယူသွားကြလိမ့်မည်။ယင်းတို့သတိထားသွားလာခဲ့သည့်အချိန်မှစ၍လူရိုင်းများသည်ကျွန်တော်တို့လေလာရေးအဖွဲ့သားများကိုဒုက္ခပေးခြင်းမရှိကြတော့ပါ။ဤသို့အချိန်လေးယုတ်ကြည်ပြောင်းသွားသည်ကိုအံ့ဩကြပြီးအချို့ဒေသခံများကကျွန်တော်သည်စုံအပ်တဲ့မော်တက်ကိုတက်ပြီးဤမော်ပညာဖြင့်လူရိုင်းများအနာမလာဝင်အောင်လှုပ်ထားခြင်းဖြစ်သည်ဟုပြောဆိုကြ၏။ငါများကြိတ်ပိုက်ကွင်း သာသည့်ငါးများကရိယာများကိုလုံးဝမသုံးဘဲငါးများသည့်အတတ်ပညာကိုလည်းဤလေးလာရေးအဖွဲနှင့်လိုက်လာစဉ်၌ပင်ကျွန်တော်တက်မြောက်ခဲ့ပါသည်ကျွန်တော်ဤဆရာမှာလူမဟုတ်ဝဲနှင့်တရံတူသောဒင်တာခုခေါ်သည့်အကောင်ဖြစ်၏ဒင်တာမှာဝဲနှင့်တူတော်လဲဝတ်ထက်အရွယ်ပိုကြည့်၏ရှေ့ခြေနှချောင်းကနောက်ခြေနှချောင်းထက်တူ၏အချို့ဒင်တာများမှာ၆ပေကျော်ရှိ၏ဒီနေ့စံချောင်းတစ်ခုဘေး၌ရပ်နေစဉ်ရေထဲမှတက်လာသောဒင်တာတစ်ကောင်ကိုတွေ့၏ ျွန်တော်ထိုဒင်တာကိုမလမ္မံကမ္မအသာညင်ပြီးစောင့်ကြည့်နေ၏ဒင်တာသည်စံချောင်းဘေးသို့တက်လာပြီးစံချောင်းဘေးတွင် ပေါက်နေသောနွယ်ပင်တစ်မျိုးကိုကပ်၍ဝါစာ၏တော်တော်များများစားပြီးသောအခါ၌ရေရဲပြန်ဆင်းပြီးရေငြိမ်နေသောစံချောင်းတနေရာ၌ရပ်၍စောစောကစားထားသောနွယ်ပင်များကိုနွားများစမြုံပြန်တကယ်သို့သူ့ပိုက်မှပြန်ထုတ်၏ပဇက်မှထွက်လာသောနွယ်ပင်များမှအရေကိုရေပြင်ပေါ်တွင်နှုတ်သီးဖြင့်ရမ်း၍ဖြန့်ကျက်ပေးလိုက်၏ အချိန်နဲ့ငယ်အတွင်းပင်မူနေသောငါးများရေပြင်ပေါ်တွင်ပေါ်လာကြ၏ထိုပေါ်လာသောငါးများထဲမှသူကြိုက်သောငါးများကိုရွေ့ရွေ့စား၏ကျွန်တော်ဤဒင်တာများဤငါးခန်းဤကိုအသေးချာမှတ်ထား၍စံကြောင်ပေးမှ၎င်းစားသောနယ်ပင်များကိုရှာပြီးကြောက်ခဲနှင့်ကြည့်၍ချီထို့နောက်ရေဆွေပြီးကျွန်တော်ငါးရခြင်းသောစံကြောင်တနေရာတွင်အရေညှစ်ချလိုက်၏မကြမီမူနေသောငါးများရေပေါ်ပေါ်လာ၏ဤနည်းဖြင့်ကျွန်တော်ငါးခန်းရာမကြာခဏငါးအမြောင်များရာပြီး ဘူမိဗေဒပညာရှင်များ၏ထမင်းပွဲတွင်ငါးအမျိုးမျိုးကိုချက်ကျွေးနိုင်ခဲ့၏ကျွန်တော်ကြည်ကြက်သည့်လေလာကြီးစဉ်များတွင်တခါတရံမိချောင်းပြသောမိုးဆိုးများကိုလမ်းပြဖြစ်ခေါ်သွားတတ်၏ကျွန်တော်ခေါ်သွားလေရှိသောမိုးဆိုးအဖွဲ့မှတာဖတ်၃ယောက်ဖွဲ့ဖြစ်၏ဤမိုးဆိုးများမှာမိုးဒီတွင်လူရိုက်များဓလေ့ကိုအလွန်နားလည်သူများဖြစ်၏နေဘက်တွင်လမ်းပြဖြစ်သူတို့ကိုတုံးပြီးညဘက်တွင်သူတို့တည်ချင်သောမိချောင်းပြသည့်အလုပ်ကိုလွတ်လပ်စွာလုပ်လေ၏တခါတရံကျွန်တော်ကိုယ်တိုင်ပင်သူတို့နှင့်အတူလိုက်သွားတတ်၏ သူတို့အလုံမမလွယ်ပါသက်ဆွင့်ဆံပြလွတ်ရသောအလုံဖြစ်၏ရှေးဥစွာလှေဖြင့်ချောင်းရိုတိုင်းလှော်သွားပြီးလက်နေတံမီဖြင့်မိချောင်းလိုက်ရှာရ၏မိချောင်းရေထဲတွင်ပေါ်နေသော အပိုင်းမှာမျက်လုံးနှင့်နှာခေါင်းပိုင်းသာရှိ၏မျက်လုံးမှာညဘက်မိရောင်အောက်တွင်နီးနေ၏အနီစက်နှစ်ခုအဖြစ်ရေထဲတွင် မြင်နေရ၏တို့အနီစက်ရှိရာသို့လှေကိုလော်သွားပြီးလှေပေါ်မှနှစ်ခိုက်ခန့်အကွာဝေးရောက်လျင်အလေးချိန်နှစ်ပေါင်ရှိသောမိန်းဖြင့်ပြစ်ထက်လိုက်ရ၏ ို့တော့ပြည့်ထက်ပြည်သည်နှင့်လေကိုအမြန်ဆုံးကန်းသို့ရောက်အောင်ပြန်လောပြေးရ၏လွတ်အောင်မပြေးနိုင်လျင်ဒဏ်ရာရထားသောမိချောင်းရေပေါ်ပြန်ပေါ်လာပြီးအမီးနှင့်လှမ်းရိုက်သောအချိန်ဖြင့်လေမောက်၍တည်နိုင်၏အခြားမိချောင်းများဝိုင်းကပ်၍တည်နိုင်၏မိချောင်းပြည်သမားများသည်ကန်းဆက်ရောက်သည်နှင့်ကန်းပေါ်တက်ပြေးရ၏ပုံနေရ၏ဒဏ်ရာရသောမိချောင်းသည်မကြမီကန်းပေါ်တက်လာမည်ထိုတက်လာသောမိချောင်းကိုအနောက်မှအသာလှည့်၍ကပ်သွားပြီးအသင့်ယူလာသောအလွန်ထက်သည့်ပစိန်ဖြင့်ပေါက်တတ်ရ၏ တချိန်ပေါက်တက်ရုံဖြင့်သေလေးမရှိပါအချိန်ချင်းပေါက်တက်ရည်တချိန်တည်းတွင်မိเจ้าကလည်းသူ့အမည်နှင့်လှမ်းရွေ့ကိုကိုရံမှုမည်ဖြစ်၏လွတ်အောင်ရှောင်ရည်အလွန်မလွယ်သောအလုတ်ပင်မိเจ้าတည်သွားလျင်ထုံမိเจ้าတည်ကိုပြစ်ထားခဲ့ပြီးမနှက်ဘက်မှလာ၍မိเจ้าဤဝမ်းပိုင်းနှင့်အမည်အောက်ပိုင်းမှအရေဝင်များကိုလှိထုတ်၍ယူရည်ဤအရေဝင်များမှာ အဖိုးတန်၏မြို့၌ပြန်ရောက်စားကြ၏မိเจ้าအသားကိုမုတ်ဆိုးများလည်းမစားပါမိเจ้าအချင်းချင်းလည်းမစားပါ ထို့ကြောင့်အရေးဆုံးပြီးသောမိချောင်းခန္ဓာကိုယ်ကြီးကိုမြေတွင်မြုပ်ပြကြရ၏ကျွန်တော်သည်မိုဒီလွန်လူရိုင်းများဒေသ၌ပြုလုပ်သောဤဘူမိဗေဒလေလာရေးခီးစဉ်များကိုကြီးကြပ်သူအဖြစ်အကြိမ်ကြိမ်လိုက်ပါခဲ့၏ငွေလည်းအထိုင်လျောက်စုမိခဲ့၏ဤသို့ငွေနဲ့ငယ်စုမိပြီးမကြမီပင်ကျွန်တော်ဘဝဤအလွန်ထူးခြားသောပြောင်းလဲမှုကြီးတရက်ကိုကြုံတွေ့ခဲ့ရပါသည် ဟုတ်ကဲ့ပါခင်ဗျာ စာရေးဆရာဆရာဦးလာဝင်းလေးတည်းတူဘာသာပြန်ထားတဲ့ အာဘီလွန်နှင့်ဘင်ဂိုးစရဲဘာသာပြန်ဝိတုဇာအုပ်ကိုအပိုင်29နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါရခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနာဆင်ခံစားပေးကြတဲ့တွေ့လဲကျေးဇူးများကြီးတင်ရပါရခင်ဗျာကျွန်တော်တို့အားလုံးအပိုင်28မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်ထင်ပါခင်ဗျာ